အခုအေးအေးကသူတို့ရခိုင်ပြည်နယ်ကနေတခြားကိုထောက်ခွင့်မပေးဘူးအကုန်လုံးရခိုင်ထဲမှာပဲတည်ရမယ်ရခိုင်ကိုလူမျိုးတုံးပြောက်ခွဲအောင်လူမျိုးတုံးအောင်ရခိုင်ဆိုတာရုပ်ရည်ပြရအောင်လုပ်နေတာကြတော့ရခိုင်တပြည်နယ်လုံးအကျဉ်းထောင်ကြနေပါလေလို့ဘယ်သူကမှမပြောရဲကြတာထူးဆန်းတယ်အခုကျတော့ဘာကြောင့်ရခိုင်တပြည်နယ်လုံးအကျဉ်းကြနေပါတယ်လို့ခမားတို့မဝေဖန်နေတာလေလိုင်စင်မဲ့ဆိုင်ကယ်တွေကိုဖမ်းမိရစားလိုင်စင်မဲ့ဆိုင်ကယ်စီးနေတဲ့သူကိုဖမ်းနေဖမ်းမိရစားရောင်းနေတဲ့ဆိုင်ကယ်ကိုဖမ်းလိုက်ပါစီးနေတဲ့သူကိုဖမ်းလို့ရှိလို့ချင်းတယောက်ချင်းစီကွာတစ်ခါတစ်စီးချင်းစီဆိုအာယုံတော့ လုံးရှုပ်ဟယ်လိုချရတဲ့မိဘပြည်သူညီကိုမော်ဒမာများအလုံးပိုင်းမင်္ဂလာပါ Newsbe Channel ကနေပြန်တော့မပြန်လဲကြိုးဆိုလိုက်ပါတယ်2025ခုနှစ်မေလ26ရက်နေ့ရက်ကျွန်တော်ညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့ညမှာဆိုရင်တော့ကျွန်တော်နောက်ဆုံးကြားသိရတဲ့တော်လန်တရင်ထူတရင်ကောင်းတွေများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုချန်နယ်သူဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါရစေ။ကျွန်တော်အရင်ဆုံးအနေနဲ့ခါတိုင်းလိုပဲတရင်တို့လေးတွေချစ်လိုက်ရအောင်နော်။ပထမဆုံးတရင်တို့ဘိုးအနေနဲ့ကတော့ စကိုင်းတိုင်းမွန်ရမြို့အခြေဆိုင်နှမြောက်တိုင်းစစ်ဌာနချုပ်နမခအတွင်းကိုတရားခုမမရှော့တိုက်ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့လို့ခြောက်လုံးကြားရောက်ပုတ်ခွက်ခဲ့ပြီးတော့မှစစ်ကောင်စီတပ်သားတွေတိုက်ခိုက်တင်ဆုံးမှုများရှိနေတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းဘယ်နေရာမှာမှလုံခြုံမှုမရှိစေရဘူးလို့ပြောချင်ပါတယ်ဆိုပြီးတော့မှ Brave Warriors for Myanmar BWM တာဝန်ရှိသူတွေကလည်းပြောဆိုထားဖြစ်ပါတယ်။ အနောက်မြောက်တိုင်းစစ်ဌာနချုံနာမခါဆိုတော့စကိုင်းတိုင်းမကွေးတိုင်းမြောက်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာရှိတဲ့စစ်ကောင်စီရဲ့တက်ခိုက်ရေးလေယုံတပ်ဖွဲ့တွေကိုအဓိကမိန်ပေးကုတ်ကဲနေတဲ့စစ်ဌာနချုံဖြစ်ပြီးတော့မှအဲ့ဒီဒေသမှာရှိတဲ့တော်လိုင်းရာစုတွေအတွက်အဓိကတက်ခိုက်နေတဲ့စစ်ဌာနချုံဖြစ်တဲ့စပရမ BWM ကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်ခုဆိုရင်ပေါ့နော်စစ်ကောင်စီရဲ့ဒီလိုမျိုးတိုင်းစစ်ဌာနချုံတွေဒီတောင်မှာရှော့တိုက်ဒိုးတွေနဲ့ပြက်ခတ်တက်ခိုက်နေတာပြီးတော့မှမကြာခင်မှာတော့ဒီမျိုးစားဖြစ်သွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အလောင်းတွေနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်သိရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ် နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ဖားကမြို့နယ်လုံခင်းချေးရွာရဲစခန်းကုန်းမှာလက်နက်ကြီးတွေတပ်ဆင်ထားတဲ့နေရာတွေကိုကကျင်လွတ်လပ်ရေးတပ်မတော် KI ပူအောင်တပ်ကမေလ26ရက်နေ့နဲ့အစောပိုင်းမှာတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်တခိုင်မှုကနိုင်ဝက်ခန့်ကြာခဲ့ပါတယ်အပြန်လန်ပြစ်ခဲ့ကြပြီးတော့မှလုံခင်ရဲစခန်းကရန်တမ်းပြစ်နေလို့ဒေသခံတွေထိမှဆိုလို့ရပစ်ခဲ့တယ်ဆိုတော့မှဒေသတရင်းမြေကနေပြမပြောဆိုထားတာဖြစ်ပါတယ် ပထမတော့စကားဆက်စစ်ကြောင်းလုံခင်နာတိရောက်လာတာလားပေါ့အဲ့လိုမဟုတ်ဘူးလုံခင်ရဲစခန်းလက်နေကြီးကုန်းကိုချတာစစ်ကောင်စီစစ်ကြောင်းကနှံသိမ်းမှပဲရှိသေးတယ်ဆိုပြီးတော့မှဘာကန်ဒေတာခန်တို့ကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့အခုချိန်ထိဘာကမျိုးဒီနာကိုတော့မှမျိုးရှိနေသေးပဲနဲ့အဝေးကနေပြီးတော့မှလက်နေကြီးတွေနဲ့တောက်လျှောက်ပြစ်ခတ်နေတာပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တော်လိုင်းရဲဘော်တွေနဲ့ပြည်သူတွေဆိုပြီးတော့မှခွဲခြားမှုမရှိတော့ဘဲနဲ့မဲမဲမြာလျှောက်ပြစ်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကျွန်တော်ခုဆိုရဲမျိုးစာဖြစ်ထပ်ပြီးတော့မှပြောင်းလဲပေးနေတာပဲဖြစ်ပါတယ် ကျွန်တော်တို့ဒီနေ့ရပထမဆုံးအနေနဲ့ကျမကတော့ NUG ပညာရေးနဲ့ကျမရဲ့ဝင်ကြီးဌာနကဝင်ကြီးဖြစ်တဲ့ဒေါက်တာဇော်ဝေဆိုးကနေပြီးတော့မှကျွန်တော်တို့အခုဆိုရင်ဒီမြောက်မှာပေါ့နော်ဘုန်းနာခါနိုင်တဲ့စီယွန်စေခါနေကိုစတင်တိဆောက်ဖို့လွှမ်းနေပြီဆိုတဲ့အကြောင်းသွားနေပြီးတော့မှတိုက်တွန်းပြောကြားထားတာပဲဖြစ်ပါတယ်။သူဘယ်လိုမျိုးတွေဖြစ်ထားမလဲဆိုတာကျွန်တော်စကြည့်လိုက်ရအောင်နော်။ဒီနေ့ကျွန်တော်တို့မြေပြင်ရှည်တန်းတနေရာရောက်နေတယ်လို့ပြောလို့ရပါတယ်။ဒါကျွန်တော်ဒီနေ့ပြောချင်တာကတကယ်တော့အခုဒီရက်ပိုင်းနေဒီလပိုင်းနေမှာ ဒီကျွန်တော်တို့ရဲ့မြေပြင်မှာရှိနေတဲ့ခြေတန်းဆေးရုံဆေးကန်းတွေရောနောက်တန်းဆေးရုံဆေးကန်းတွေရောကိုဘုံကျဲတိုက်ခိုက်ခံနေရတယ်ပေါ့ဆရာဝန်တွေသူနာပြုတီကိုရွေချက်ရှိရှိနဲ့ဆေးရုံဆေးကန်းတွေကိုရွေချက်ရှိရှိနဲ့ဘုံကျဲတိုက်ခိုက်ဖြစ်စီခံနေရပါတယ်မြန်မာနိုင်ငံမှာအကြမ်းဖက်ဖက်စစ်စစ်တပ်ဟာ ဆရာဝန်တွေသူနာပြုတွေကျမ်းမာရေဆောက်လျှောက်တဲ့သူတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တပ်ဖြတ်နေတာဖြစ်ပါတယ်။ဒါကြောင့်အရင်တော့ကတော့ကျွန်တော်တို့တွေလုံခြုံနဲ့နာတော်ရဲတောင်းနေမှာရှီတန်းစည်ယုံစည်းကမ်းနေနဲ့နောက်အခြေချစည်ယုံစည်းကမ်းနေကိုတိဆောက်ပြီးတော့စီကူတာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့ဒီအချိန်မှာအခုလိုမျိုးဒီအေဂရမေနှစ်လအတွင်းမှာတိုက်ခိုက်မှုတွေပိုပြီးတော့များလာပြီး သေးုံစည်းကမ်းတွေအတွက်လုံခြုံမှုမရှိတော့တဲ့အတွက်ကျွန်တော်တို့တွေအခုချိန်မှာ underground မြေအောက်စည်းရုံစည်းကမ်းတွေဘုံကျဲတံခံနိုင်တဲ့ပေါင်900တထောင်ဘုံတွေကျဲတဲ့တံကိုခံနိုင်တဲ့မြေအောက်စည်းရုံစည်းကမ်းတွေစောက်ဖို့လိုပါလာပါတယ်။ဒါကြောင့်ဒီဟာကိုဤတွင်ပြည်ပမြန်မာပြည်သူများအနေနဲ့နိုင်ငံတကာလူရှင်များအနေနဲ့ဒီမြေအောက် စေယုံစည်းကမ်းများဘုံကျဲတံခံနိုင်တဲ့စေယုံစည်းကမ်းများဒီဆောက်ဖို့အတွက်ကူညီကြဖို့ကျွန်တော်အနေနဲ့ဒီနေရာမှာတိုက်တွန်းလိုပါတယ်တကယ်တော့စေကုတနေကြတဲ့ဆရာဝန်ဆရာမအဲဒုနာပြုများကဘာပေါ်မှာအန်ဒီရဲ့အများဆုံးနိုင်ငံတစ်ခုမှာအလုပ်လုပ်နေရတာဖြစ်ပါတယ်သူတို့တွေလုံးကြုံစိတ်ချစွာစေကုတမှုပေးနိုင်ဖို့အတွက် သူတို့တွေလုံခြုံစိတ်ချစွာအနာယူနိုင်ဖို့အတွက်ကျွန်တော်တို့မှာဘုံကျဲတံခံနိုင်တဲ့စေယုံစည်းကမ်းတွေလိုအပ်ပါတယ်ဘုံကျဲတံခံနိုင်တဲ့မြေအောက်စေယုံစည်းကမ်းများတည်ဆောက်ဖို့လိုအပ်ပါတယ်ဒါကြောင့်ဒါကိုဝိုင်းဝန်းကွင်ညီကြပါလို့ကျွန်တော်အနေနဲ့အားလုံးကိုဒီနေရာကနေတိုက်တွန်းလို့ဆိုလိုပါတယ်ဒါတော့ဗောနော်ကျွန်တော်ဒေါက်တာဇော်ဝေဆွမ်းနေပြီးတော့မှ ။ NUG ရဲ့ပါဝင်ဂျာနယ်တော်လိုင်းရေးအဖွဲ့အစည်းတွေကနေပြီးတော့မှအခုချိန်မှာတော့စကောင်စီရဲ့လေကြောင်းတက်ခွင့်တွေကောက်ွယ်နိုင်ဖို့အတွက်ဒီမြောက်မှာစေုံစေခန်းတွေနဲ့ကျွန်တော်တို့ကလေးသူငယ်တွေအတွက်ပေါ့နော်စာတင်ကြောင်းတွေစတင်ဆက်လို့တင်ပြီဆိုတဲ့အကြောင်းပြောဆိုထားတာပဲဖြစ်ပါတယ်။လူစုလူဝေးရှိတဲ့နေရာတွေကိုစကောင်စီသတင်းပေးတယ်လန်တွေကြောင်းကျွန်တော်တို့အခုဆိုရင်စကောင်စီနေပြီးတော့မှလောက်လျှောက်ဘုံချက်တက်ခွင့်တွေလှုပ်ဆောင်နေတာဖြစ်ပြီးတော့မှနှစ်စင်နေမြအဒီကောင်တွေရဲ့လိုရတဲ့ကြောင်းကျွန်တော်တို့ပြည်သူတွေအတက်ပေးဆက်နေရတာပဲဖြစ်ပါတယ်။ဒီလိုမျိုးကျွန်တော်တို့အနေနဲ့နောက်ထပ်မကြုံချင်ဘူးဆိုတော့အခုချိန်ကလေးပါနော်။တံပြန် လို့ဆောင်နေမဲ့နီလန်းတွေကိုစဉ်းစားပြီးတော့မှဒီမြို့မှာကျွန်တော်တို့ဘက်ကနေပြီးတော့မှဒီစီယုံစေခန်းတွေတိစလို့ရတယ်ဆိုရင်အခုကလေးကလွတ်ဆောင်တဲ့နေပြီဆိုတဲ့အကြောင်းကိုသွားနေပြီးတော့မှအတိပေးပြောဆိုထားတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကြောက်တရားမျိုးတွေမှာနေရာကောင်းရပြီးတော့မှအချင်းပြချစားနေကြတဲ့အုပ်စုတွေကြောင့်တင်ဆက်ထားတဲ့တင်လေးကျွန်တော်စပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်။ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့ပြည်သူ့ဇာကပြည်သူ့စကားအစီအစဉ်အနေနဲ့ကြောက်တရာမျိုးနယ်ကပြည်သူတော်ရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါလိမ့်ရှင် ကျွန်တော်ကကြောက်တရားမြို့နယ်ကပြည်သူတဦးပါကြောက်တရားမြို့နယ်စီပင်ကနောက်ဖေးလမ်းကြားနဲ့တိုက်ဖေးလမ်းကြားတွေကိုလားစင်သေးယူပြီးစီပွားရေးသမားတွေကိုရောင်းချတဲ့အလုပ်ပဲလုပ်ပါတယ်မြို့တော်စီပင်မှမယုံပါကအဲ့ဒီနေရာများကိုကွင်းစင်စစ်ဆေးနိုင်ပါတယ်တိုက်လမ်းကြားနေရာလားစင်ပေးနေသူများမှာစီပွားရေးလုပ်ပြီးလမ်းကြားအားအခိုင်အမာနေရာယူတော့ခတ်ခြင်းချက်ပြုတ်ခြင်းညာရင်ညာနေမဲ့သူများကိုအခချင်းငွေယူပြီးထားရှိခြင်းညာရေးလက်ခံခြင်းများလုပ်ဆောင်နေပါတယ်ဒါကိုစီပင်ကတည်ပါတယ် တားထက်ပူဆိုးနေတာကတော့ကားပါကင်နေရာတွေမှာဈေးတွေကိုမိုးကတဲထိုးပြီးလက်ညှိုးထိုးရောင်းချနေတာပါသူတို့ပါဇက်မှာလည်းငါကဝေထားတာဒီ36လမ်းနေရာတွေကို ဆိုပြီးအမြဲပြောဆိုတတ်ပါတယ်နေရာအများအပြားဥတုယူတွေဟာ36လမ်းကုံတယ်လမ်းထိပ်ကကိုရရောင်းသူဖူးပြည့်ရဲ့မိမမနီလာဆိုသူနဲ့မိမရထမင်းမောင်းဆိုင်တို့ပဲဖြစ်ပါတယ်မြို့နယ်စီပင်သားရအဖွဲ့နဲ့36လမ်းအောက်ဘလောက်ကို အမြန်ဆုံးစစ်ဆေးပေးနိုင်မှရင်တင်ပြအပ်ပါတယ် နေရာရောင်းစားသူများမှာကွင်ရဆိုင်ဖွင့်လှစ်ထားပြီးတိုက်ခန်းအများအပြားနဲ့တက်စီများပိုင်ဆိုင်ထားသူပါအခုပြောချင်တာကမနာလိုလို့မဟုတ်ပဲတလန်းလုံးသူပဲလက်ညှိုးထိုးရောင်းစားနေခြင်းကြောင့်ဖြစ်ပါတယ်ရေးဆိုးလဲတခြားသူတွေမရပါဘူးစီပင်ကအဓိကလာကြည့်ပြီးမရရင်ရအောင်သူနေတဲ့တိုက်အထိလှုပ်ပေးရပါတယ်လာစဉ်ကြီး30နီးပါးပေးရတယ်လို့လည်းအဲ့ဒီမိမကပြောပါတယ်နှလုံးလဲထိုင်ကြိုင်ပါတယ်မြို့တော်စီပင်တိအောင်ချပြပေးဖို့တောင်းဆိုအပ်ပါတယ်ခင်ဗျာလို့စာရေးသားပေးဖို့လာပါတယ်ရှင် ပြည်သူများအနေနဲ့ကျမတို့ဒေါ်နာရဲ့ပြည်သူခြားကပြည်သူစကားအစီအစဉ်မှာနင့်နာမှုတွေနဲ့အခက်အခဲတွေအတွက်ယင်ဖွင့်ခြင်းနဲ့ဆိုရင် message box ကနေတင်ဆက်ပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုပေါက်ကြားမှုမရှိအောင်ကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါလိမ့်ရှင်။အဲမိမာတော့ဗောနော CP နဲ့ပေါင်းပင်တော့မှလုံဆန်းနေသလားလို့တောင်းမှကျွန်တော်တို့ထင်ရတာပဲဖြစ်ပါတယ်။အခုဆိုရင်ဒီလမ်းကြားတွေတောင်းမှသူပိုင်တဲ့ပုံစံမျိုးနဲ့အခုလိုမျိုးစစ်ကြေးတွေကောက်ပြီးတော့မှ ကိုကျိုးရှာနေတာကိုကျွန်တော်ကြည့်မယ်ဆိုတော့ဒီလိုမျိုးဒီကိုကျိုးရှာသမားတွေကဆိုတော့တော်တော်လေးများနေတယ်ဆိုတော့လည်းထပ်ပြီးတော့မှသိရတာပဲဖြစ်ပါတယ်ဒီကြားထဲမှာဒီနှလုံးချဲတွေနဲ့မွေးဆေးတွေလည်းရောင်းထားတာဖြစ်ပြီးတော့မှဒီလိုမျိုးလှုပ်ဆောင်နေကြတဲ့ဒီစစ်ကောင်စီထောက်ခံတဲ့အုပ်စုတွေများစွာရှိနေတယ်ဆိုတော့အကြောင်းလည်းကျွန်တော်ထပ်ပြီးတော့မှသိရတာပဲဖြစ်ပါတယ်မြို့ပပီတူတွေနဲ့အဲ့လိုမျိုးအုပ်စုတွေကိုဝိုင်းဝန်းစည်းလုံးညီအောင်ဆိုတော့တတ်ထုတ်ဖို့လွယ်နေတာဖြစ်ပြီးတော့မှဒီတော်လိုင်းမှာဆိုတော့ကျိုးရုံနဲ့မပူပေါင်းမပါဝင်ဘူးဆိုတော့ဗောနောကိုကိုထိလာတဲ့အချိန်ကြတော့မှနာမည်အုပ်စုတွေဖြစ်တယ်ဆိုတော့လည်းတည်ထားဖို့လွယ်နေတာဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပူတူမနေပြီးတော့မှအေဘက်ကနေပြီးတော့မှဒီစမှုမထမ်းမနေရစနေဥပဒေထုတ်ပြန်လိုက်တဲ့နောက်ပိုင်းမှာဆိုတော့သူတို့ရက်ကွက်လည်းပေါ့နော်တော်တော်လေးကြောက်နေတာပြီးတော့မှသူကနေအချောင်ပြောဆိုထားတာပဲဖြစ်ပါတယ်ဒီပူတူမဘယ်လိုမျိုးပေါပန်းလေးစရပြောထားမလဲဆိုတာကျွန်တော်စပီဒီမှာနားထောင်ကြည့်လိုက်ရအောင်နော်ဒီအမြတောင်မှုတော့ဒန်းလူကြီးများခွင့်လို့ထွင်းထွင်းအော်နေတဲ့ online အားကြောင့်လိုက်တဲ့လူတက်သမားတွေဘာအကြောင်းပါစပ်ပေါက်ပေးနေကြတာလဲကျွန်မအစားတွေကပြောပါတယ်ရှင်တို့တွေက animal fan ဖြစ်နေတယ် George Orwell ရေးတဲ့ Animal Farm ဖြစ်နေတယ်ခင်ဗျားတို့မသိဘူးမဖတ်တတ်ဘူးဆိုရင်တခေဘာတောင်ဘာသာပြန်ရေးထားတဲ့ခြေလေးတောင်ဒေါ်လာရေးဆိုတဲ့စာအုပ်ရှိရဖတ်ကြည့်ပါလို့ကျွန်မပြောခဲ့တယ်အခုတခါထပ်ပြောရယ်ခင်ဗျားတို့ကိုယ်တိုင်က Animal Farm ဖြစ်နေတယ်အခုဆိုရင် AA ကသူတို့ရခိုင်ပြည်နယ်မှာရှိတယ်စစ်မှုထမ်းတပ်ထဲမှာအကျုံးဝင်တဲ့လူတွေအကုန်လုံးရခိုင်ပြည်ရဲ့အပြင်မှာရခိုင်ပြည်ကနေတခြားပြည်ပတွေကိုတခြားပြည်နယ်တွေခြားတိုင်းဒေသကြီးတွေကိုထွက်ခွာခွင့်ပေးလိုက်တယ်။ပထမတော့ကနာဆာကအစိုးရကနေစစ်မှုထမ်းဥပဒေထိုးထုံးကဟာမြန်မာတိုင်းနိုင်ငံလုံးအကျဉ်းချနေပါတယ်မြန်မာတိုင်းနိုင်ငံလုံးထောင်ချနေပါတယ်ဆိုပြီးတော့ပြည်ဖြတ်တွေနဲ့ ဘုံကြုံမျိုးညစ်တွေနဲ့မီဒီယာတွေပေါင်းပြီးတော့ဝါဒဖြန့်ခဲ့ကြတာအုံနဲ့ကျင်းတယ်အခုအေအေကသူတို့ရခိုင်ပြည်နယ်ကနေတခြားကိုထွက်ခွာမပေးဘူးအကုန်လုံးရခိုင်ထဲမှာပဲသိရမယ်ရခိုင်ကိုလူမျိုးတုံးပြောက်ခွဲအောင်လူမျိုးတုံးအောင်ရခိုင်ဆိုတာအယုတ်ရေးပြရအောင်လုပ်နေတာကြတော့ရခိုင်တပြည်နယ်လုံးအချင်းထောင်ကြနေပါလေလို့ဘယ်သူကမှမပြောရဲကြတာထူးဆန်းတယ်အခုကျတော့ဘာကြောင့်ရခိုင်တပြည်နယ်လုံးအချင်းကြနေပါတယ်လို့ခမားတို့မဝေဖန်ရတာဝေဖန်ရရတယ်မှန်ရင်လက်ခုပ်တီဗီအားပေးရတဲ့တတိရှိရမယ်မှားရင်လည်းပဲလက်ညှိုးထိုးဝေဖန်ရတဲ့တတိရှိရတယ်ကျွန်မကြည့် ်တမမေးမသားကျမမှန်ရင်ထောက်ခံနေအားပေးတယ်မှရင်ကျမလက်ညှိုးထိုးပြီးဝေဖန်ထောက်ပြတယ်အဲ့ဒီအတွက်လေတောင်းရင်မတောင်းရင်ခံမရှိရတယ်အခုခမားတို့ကအဲ့ဒီလိုမဟုတ်တစ်ဖက်စစ်တပ်ကြတော့စစ်မှုထမ်းဥပဒေထုတ်တော့တနိုင်ကလုံးအကျဉ်းချနေတယ်ပြောတယ်ဟောအခုအေးအေးကရခိုင်ပြည်အပြင်မှာကိုထောက်ခံမရှိပါဘူးလို့ပြောတဲ့အခါကျတော့ရခိုင်တပြည်နယ်လုံးအကျဉ်းချနေပါတယ်လို့ဘယ်သူမှမပြောရဲပဲအပေါက်ပိတ်နေကြတယ်တိတ်ကိုသေးပေါ့ကြောင့်လေခမားတို့ဒီဘူးသူမာတော့ကျတော့ဘာနာအေးဘက်ကနေပြန်မထုတ်ပြန်လိုက်တဲ့ဥပဒေနဲ့ပတ်သက်ပြီးတော့မှ တော်တော်လေးကိုဒီစကားကြွန်ပြီးတော့မှပြောဆိုထားတာဖြစ်တယ်ကျွန်တော်တို့အလုံးသိထားတဲ့အတိုင်းပဲ A ကနေပြီးတော့မှသူတို့ရခိုင်ပြည်လွတ်မြောက်ဖို့အစွမ်းကိုစ조사ပြီးတော့မှခုဆိုရင်ရခိုင်တမျိုးသားလုံးဒီအသက်ပြည့်မီသူတိုင်းစစ်ထဲကိုဝင်ရမယ်ဆိုပြီးတော့မှပေါ့နော်ထုတ်ပြန်လိုက်တဲ့နောက်ပိုင်းမှာဆိုတော့ဒီဘောမှာရေုပ်ကွက်တွေကနေပြီးတော့မှမြောက်လိုင်းစစ်တပ်ရဲ့ပေါ်တာဆွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှနှမ်းရှင်ပြည်ပြောလို့မျိုးစပြောဆိုနေတာပဲဖြစ်ပါတယ်မြောက်လိုင်းတို့စစ်တပ်ကကြတော့သူတို့ကိုမထောက်ခံဘဲနဲ့ပေါ့နော်အသေးအမှပေါ်တာဆွဲဖမ်းဆီးပြီးတော့မှဒီကြတဲ့မှာ လူရောင်းလူဝဲစနစ်တွေနဲ့ကျွန်းစနစ်ပုံစံလွတ်ဆောင်နေတယ်ဆိုတော့လည်းကျွန်တော်တို့တပြေတော့မှတည်ရတာပဲဖြစ်ပါတယ်။ဘိုးကျော်ထွန်းမြတ်နိုင်ရဲ့ဒီစေရမြော်မြင်တွေနဲ့ကျွန်တော်ခုဆိုရင်တိုင်တုံတိုင်စစ်စင်ရဆိုလည်းအောင်မြင်မှုတွေရရှိနေတဲ့အချိန်မှာပဲဒီကောင်တွေကနေပြည်တော်ထိတ်တောင်မှတိုက်ခိုက်နိုင်နေတယ်ပေါ့နော်။အနေထားတရက်ကိုကြုံနေရတာမို့လို့ဒါတော့ကျွန်တော်ပြည်သူတွေနဲ့တော်လိုင်းအေးအေးပေါ်ဒီကြားထဲမှာဒုက္ခစကားတွေပြောဆိုနေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အဘသမီးရနေပြီတော့မှသူတို့ဘောမှာချင်းချင်းတတိမမားတွေဖြန့်နေကြလို့ပေါ့နော်ဘယ်လိုမျိုးစုံမသတိပေးထားလဲဆိုတာကျွန်တော်စပီဒ်မှာကြည့်လိုက်ရအောင်နော် တရင်အမားကြီးစက်တိုက်ထုတ်လွှင့်နေတော့အဲဒီထက်ထပ်ပြီးလွှင့်ရင်တော့နံပါတ်ထည့်ပြောမယ်အခုကတော့တတိပေးယုံတော့ပဲပေါ့နော်တရင်မိုင်းထုတ်လွှင့်တဲ့ခါကျတော့ဘာဖြစ်လဲဆိုပြည်သူလူထုကအာကြောင်ယူထိတ်လန့်ပြီးတော့အိုးအိမ်ကြီးထားခဲ့တဲ့အဖြစ်မျိုးတွေပြီးရင်လက်မဆက်သွယ်ရေးတွေရက်သွားတဲ့ရက်သွားပြီးတော့ပေါ့နော်အဲကုန်စီစစ်စစ်မှုတွေနောက်နေစေတဲ့အဖြစ်မျိုးတွေကိုဖြစ်နိုင်ပါတယ်ရှင် လွန်ခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီးတော့ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့ထိစပ်နေတဲ့အရာတွေတိုင်းအတွင်းမှာလက်နက်ကင်ပြည်ပခတ်မီကူးဆက်လာခဲ့ပါတယ်။တည်ငြိမ်အေးချမ်းသွားပြီလို့မပြောလို့ပဲမဲ့စစ်ဘက်လုံခြုံရေးအရက်ဖက်အုပ်ချုပ်ရေးဟန်ချက်ညီညီကွက်တင်နေနိုင်တဲ့တိုင်းဆိုတိုင်းဒေသကြီးတစ်ခုပဲဖြစ်ပါတယ်ရှင်။တဆိုင်ရတာဝန်ရှိသူများအတွင်အကျင့်ပြက်ချစားအကြရိအ ਨੇ ဆုံးဒေတာဖြစ်တာအမှန်ပါမနစ်ကတော့လက်စားတာကိုအဲ့ဒီအရာတိုင်းမှာပေါ့မနစ်ကတော့လက်စားတာကိုအေးအေးယူမှုအကြီးကြီးတွေလုပ်ခဲ့တယ်ဘူးဒီနှစ်အတွင်းမှာလုံးဝမရှိဘူးမကြားရဘူးခင်ဗျ ဒါပေမဲ့ဂျိုးကြားဆိုသလိုပြစ်ခတ်မှုတွေဖြစ်နေတာကကွာငတိုင်းချောင်းလမ်းမြောက်ဖက်ပတိန်မုံရလမ်းမကြီးရဲ့အနောက်ဖက်ရုံးမတောင်ချေအနီးတဝါခုတ်မီးသွေးဖုတ်ကြေးရွာကလေးများအနီးမှာဖြစ်ပါတယ်ရှင်မျိုးပေါ်မှာမဟုတ်ပါဘူးဗီရာကိတ်နဲ့သုံးလေးလေးကာကွင်းတွေကြာဆုံးဖို့ဝေးလို့အနားတောင်မကတ်နိုင်ပါဘူးရှင်ခက်လန်လန်မှာပြစ်ပြေးလောက်တာတွေထိခိုက်ကြဆုံးမှုတွေတော့ရှိပါတယ်။ဟိုတက်နဲ့နဲ့ဖြစ်တာတက်နဲ့နဲ့လက်နဲ့နဲ့ဖြစ်တဲ့ပရိပခါဆိုတော့ဟိုထိခိုက်ကြဆုံးမှုတော့ရှိတာပေါ့ရှင်။ အမှန်တကယ်တိုက်ပွဲထဲကိုလာဟာလာအရေးကြောင့်မို့ဒေတာခန်တွေကအိုးအိမ်ဖြစ်ပြီးထွက်ပြေးပြောင်းပြေးနေကြပါတယ်။လာမဲ့အเจ้าဖွဲ့အမိကလေးတွေကိုအเจ้าအပ်နိုင်ဖို့အစွန်အဖျားကြေးရွာတွေမှာအခက်ကြုံနေပါတယ်။အဲ့ဒီသတင်းတွေကြောင့်မို့တာဝန်ယူမှုတာဝန်ခံမှုမပြုရတိုင်းအထင်းအကုန်မဲ့ပြောချင်တယ်လို့ပြောတင်ဆက်နေလို့မရပါဘူးရှင်။ LINE ပေါ်လူတွေကသတင်းက LINE ပေါ်မှာပဲကြည့်တာ။ကိုယုံကြည်ရလို့မမနဲ့ကိုကြိုက်ရဆိုမနဲ့ကိုကြည်ရတခြားတိုက်တဲ့သူတို့အားပေးတဲ့လူအဲ့လူပဲကြည်တာအဲ့လူပြောတာအကုန်မှန်နေတယ်ထင်တယ် ကိုရတဲ့သတင်းမြင့်ကဘယ်ဟရတာလဲဥမာစီးပွားရေးသမားတို့အမောင်ခိုလုတ်တဲ့လူတို့ကလဖန်ထိုးဖို့မိမိကိုအတုံးချပြီးတော့ပေးတဲ့သတင်းဆိုရင်ဘယ်လိုလုပ်မှာတော့ဒီဘာသမီးကတော့တော်တော်လေးကိုကြောက်နေပြီနော်ကျွန်တော်ဘက်ကနေပြတော့မှအခုဆိုရင်ရော်တီတန်းထဲမှာ AA နဲ့ PDF ပုံတက်ဖို့နေတယ်နေပြတော့မှစကောင်စီစစ်ကောင်တွေတက်ခတ်တင်းပြတော့မယ်ဆိုပြီးတော့မှချင်းရချက်တွေထွက်ပေါ်လာပြတဲ့နောက်ပိုင်းမှာဆိုတော့နာရီရသတင်းမတွေဖြစ်ပြတော့မှဟိုဘချားနေပြတော့မှသတင်းသူတွေနဲ့ဒီလိုမျိုးကျတော့တမိတာစုဝင်တွေကို ပြောလို့မျိုးစားတွေပြောဆိုနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြန်ပြီးတော့မှဖျက်ချောင်းနေတာပဲဖြစ်ပါတယ်။ဒါပေမဲ့သူတို့တည်ထားတဲ့အချိန်ပဲရော်ရီတိုင်းထဲမှာဆိုတော့ကျွန်တော်တို့တော်လိုင်းရေးတဖို့ဝင်နေရဆိုရင်စစ်ကောင်စီရဲ့စစ်စခန်းတွေများစွာလည်းတင်ပတ်ရရှိဖို့ကြိုးစားနေတာဖြစ်ပြီးတော့မှတာပေါင်းမှာဆိုလည်းပေါ့နော်စစ်ကောင်စီနဲ့ဒီဒလန်တွေအုပ်စုတွေကိုကျွန်တော်တို့ဘက်ကနေပြီးတော့မှပြည့်ရှင်းနေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့အားလုံး မျောလင့်ထားတဲ့တန်ပဲပတိမြို့မှာရှိတဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ဒီနေ့ထဲမှာပဲအပီးသိမ်းနိုင်ဖို့ကျွန်တော်ဝိုင်းဝန်းစူးစမ်းနေကြတာဖြစ်လို့မကြာခင်မှာတော့ဒီပေါ်မှာတွေပြပြောနေသလိုအရာတွေတိုင်းရဆိုတော့ငင်းချအောင်မလားဆိုတာတော့ကျွန်တော်စောင့်ချက်မှာပဲဖြစ်ပါတယ်။ကဲကျွန်တော်နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ဒီအဘတာကိုလာရွှေရန်နေပြတော့မှာပါနော်။ဒီလိုင်စင်မဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးနေမဲ့ဆိုင်အဲ့ဒီလိုင်စင်မဲ့ဆိုင်ကယ်တွေကိုရောင်းနေတဲ့လက်လီလကားဆိုင်တွေကိုဖမ်းဆီးတင်တယ်ဆိုပြီးတော့မှဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်စပီရမကြည့်လိုက်ရအောင်နော်။စဉ်းစားမိရတယ်တကူပြောပြရမလို့ အခုတွေ့တွေ့နေရတာပေါ့နော်။ဘာရမို့ပေါ့ကျွန်တော်ဒါ personal အရာတကူရဲ့အမြင်ဘာသူဘာသူမှလည်းပြည့်တင်တာမဟုတ်ဘူးနော်သူပြောတာပြီးသားဒါကျွန်တော်ရဲ့အမြင်ကိုပြောပြရတာ။ line sim မဲ့ဆိုင်ကယ်တွေကိုဖမ်းမိရစား line sim မဲ့ဆိုင်ကယ်စီးနေတဲ့သူကိုဖမ်းနေဖမ်းမိရစားရောင်းနေတဲ့ဆိုင်တွေကိုဖမ်းလိုက်ပါလား။စင်းနေတဲ့သူဖမ်းလို့ရှိလို့ချင်းတယောက်ချင်းစီကွာတက်ကတစည်းချင်းစီဆိုအာယုံနောက်လှုပ်ရှုပ်ဆိုင်ုံသွားဖမ်းလိုက်လိုင်စင်မဲရောင်းတဲ့ဆိုင်လိုင်စင်မဲဆိုင်ကရောင်းတဲ့ဆိုင်ကိုသွားဖမ်းလိုက် အကောင်းဘူးလားအယောင်ပြကန်းတွေကတော့ license နဲ့မှန်တယ်ဒါပေမဲ့ရောင်းနေတဲ့ cycle တွေက license မရှိဘူး maybe စဲစီးမှာရှစ်စီးလောက်ကမရှိဘူးတစည်းချင်းစီကိုထင်တဲ့အစီကို best ဆို license owner ဘုပြခိုင်းလိုက်အဲ့ဆိုမရနိုင်ဘူးလားဟမ်ဒါကျွန်တော်မြင်မှာအဲ့ဒါဆိုပို့ပြီးတော့မထိရောက်ဘူးလား license မဲ့ cycle တွေလေ license မဲ့ cycle တွေပေါ့နော်မထိရောက်နိုင်ဘူးလားဟမ်ဖြစ်နိုင်တယ်နော် maybe 100% ီဖြစ်နိုင်တော့75%လောက်ဖြစ်နိုင်တယ်ခင်ဗျားတို့ရောအဲ့လိုထင်လားကြောက်လို့ထင်လားထင်ကြလားခင်ဗျားတို့ဟမ်ဖြစ်နေတာပေါ့နော်ဒါပေမဲ့သူတို့ရဲ့ဒီ border တွေကနေပြီးတော့မှအဲ့လိုမျိုးလို့မဟုတ်ခြိုက်မှာတော့မဟုတ်ဘူးဘာလို့လဲဆိုတော့ လေလိုင်းစင်မဲ့ဆိုင်ကယ်တွေသူတို့အနေနဲ့ဖန်ဆီးဖို့သာအရေးစိတ်မှာဖြစ်ပြီးတော့မှအဲ့ဒီကနေတဆင့်ကျွန်တော်တို့ပြည်သူတွေစီကနေပြီးတော့မှချင်းချောင်းဝင်ကြီးလို့ရမှာဖြစ်တယ်ဒါမှမဟုတ်ဘူးဆိုတော့ဒီလိုင်းစင်မဲ့ဆိုင်ကယ်တွေကိုပေါ့နော်ရောင်းချတဲ့ဆိုင်တွေကိုဖန်ဆီးမယ်ဆိုတော့သူတို့ရဲ့ဝင်ပေါ်ကနေတော့မှဖြစ်ပြီးတော့မှကျွန်တော်တို့ခုဆိုရင်ဒီစစ်ကောင်စီတပ်သားတွေနဲ့ရဲခွေတွေကဆိုတော့နေရာတိုင်းလိုလိုမှလမ်းကြိုလမ်းကြားတွေကနေပြီးတော့မှပုံကွယ်ပြီးတော့မှဒီငွေရဖို့စူးစမ်းနေတာကိုလည်းကျွန်တော်အားလုံးတည်ထားတာပဲဖြစ်ပါတယ်ဂေကြွေးတွေလည်းကောက်ပြီးတော့မှကျွန်တော်တို့ဒီဆိုင်ကယ်အိုးထိုးကဆက်လုပ်ပါနော် ရင်မောင်းနိုင်စင်တွေကိုစစ်ပြီးတော့မှငွေဒဏ်ရိုက်နေတဲ့အုပ်စုတွေကိုကျွန်တော်အနေနဲ့ခုဆိုရင်တတိပေးမှုတွေလည်းလွှတ်ဆောင်နေကြတာပဲဖြစ်ပါတယ်။စစ်ကောင်စီရဲ့သားတွေနဲ့ဒီသူတို့နဲ့ပတ်သက်သူမှသမားအနေနဲ့ကျွန်တော်ပြည်သူတွေဘက်ကနေပြီးတော့မှလက်ကမ်းကြိုဆိုနေတဲ့အချိန်မှာကျွန်တော်ဘက်ကအမြန်ဆုံးကုပြောင်းခလုံးတင်နေတာပြီးတော့မှ2025ခုနှစ်အတွင်းမှာပဲမြောက်လိုင်းတို့ physics analysis နဲ့လက်မြက်ဖြတ်ချိန်မှုရင်းမှာပူပေါင်းပွန်ချဖို့ပြောရတဲ့ကျွန်တော်ဒီနေ့ညပိုင်းဗီဒီယိုကိုဒီနေရာမှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပြည်သူများလုံးထူးကျေးဇူးတင်ပါတယ်။ ားလုံးပဲစိတ်ချမ်းသာဖွယ်ကြမှာချင်တဲ့ပြေဆုံးပြီးတော့မှတိုင်ရဲ channel ညာ channel ပတ်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေစုမကောင်းအောင်တောင်းပေးလိုက်ပါတယ်။